သူမဟာဘလိုနေရာကနေမြေပေါ်ဖွားလာခဲ့တာပါလဲဖဖြစ်ကတော့ American ပြည်တော်စုရဲ့ Mrs. BB နဲ့တောအလယ်ကရောင်ကလေးတရားကနေစတင်မှာဖြစ်ပါလေအဒီနေရာမှာပဲကမ္ဘာမီဒီယာအင်ပါယာကြီးတစ်ခုကိုတီထောင်မဲ့အမျိုးသမီးတူပေါ်ထွက်လာခဲ့ပါလေဝေကြီးပြည့်စုံမှုစိတ်ပန်းဆိုင်ရာအလုံးကြုံမှုမရှိခြင်းတို့နဲ့ချဲလေခံရသောဆင်းရဲမွေးတွေတဲ့ကေဘောအတိတ်ကြောင့်များကြောင့်သူမမှာဖော်ဆိုမှု သူမကိုအခုလိုမျိုးအောင်မြင်လာအောင်လုပ်ပေးခဲ့တဲ့စာအုပ်သားသာရှိခဲ့ပါတယ်။သူမဘဝအခြေအနေကသူမကိုဟိုအောက်ခြေတီနင်းငုပ်စီကိုစူးစမ်းခဲ့ပင်မဲ့လေ။သူမရဲ့အတွင်းစိတ်တက်ကပင့်ကိုအတန်ကိုတော့ဘယ်သူမှတားဆီးလို့မရခဲ့ပါဘူး။အဲ့ဒီအတွင်းစိတ်ပင်ကိုအတန်ဟာပဲ1986ခုနှစ်ကလည်း2017ခုနှစ်အထိထုံးလွှင့်ခဲ့တဲ့ရုပ်သံတမိုင်းမှာအမြင့်မားဆုံးကြီးစုသူအရှိအတွက်အများဆုံးရရှိခဲ့တဲ့ The Oprah Winfrey Show ဖြစ်လာခဲ့ပါတယ် ဒူမိုက်ကိုအောင်ထုတ်လို့ရေးကုမ္ပဏီဟာပူနဲ့ရုတ်တလိုင်း own opera winfrey network ကိုတည်ထောင်ပြီးတော့မီဒီယာဘယံမအဖြစ်မီဒီယာလောကကိုလွှမ်းမိုးထားသူပါကမ္ဘာပေါ်မှာဩဇာအာဏာအရှိဆုံးအမျိုးသမီးတစ်ဦးဖြစ်လာခဲ့ရတာပါပဲဒါဆိုရင်ဒူမိုက်ဘဝအစမှာအခုလိုအောင်မြင်လာဖို့ ဘလို့တွေများဖြစ်တန်ခဲ့ရသလဲဆိုတဲ့အသေးစိတ်ကိုဆက်လက်နားထောင်ကြည့်ရအောင်ပြည်သူများအလုံးစုံမင်္ဂလာပါရေထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ဒူမစကလုံးတိုင်းရဲ့ပါဝါအားဘလောက်ထိအောင်လဲဆိုရင် Oprah Winfrey ဟာငယ်စဉ်ဘဝတည်းကစကားပြောကောင်းသူတူဖြစ်ခဲ့ပါတယ်ဒါကြောင့်ပဲဘုရားကျောင်းတွေမှာအတန်ထွက်ဖက်ပြခြင်းတွေပဲလူတိုင်းရဲ့အာရုံစိုင်းမှုကိုဒူမရခဲ့ပါတယ်ဒူမအသက်16နှစ်အရွယ်မှာတော့တရင်တင်ဆက်သူ New Anchor အဖြစ်ဒူမစတဲ့အလုပ်လုပ်ခဲ့ပါတယ်ဒါပေမဲ့ရိုးရိုးရှင်းရှင်းတရင်ဖတ်ရုံတတကဒူမနဲ့လုံးဝမလိုက်ဖက်ခဲ့ပါဘူးဒူမရဲ့တရင်တင်ဆက်ပုံကအ ရန်ကိုလူသားဆက်လုံးတယ်လို့ထက်လူကြီးတွေကမြင်ခဲ့ကြပါတယ်။သူမဟာသတင်းဖတ်ရင်လည်းစိတ်ဟန်စားမှုကိုထဲ့သွင်းပြောတတ်တာကြောင့်ထင်ပါတယ်။သတင်းကိုလူအများခတ်ကားနိုင်အောင်ပြန်တိုးပြတဲ့သူတူဖြစ်ခဲ့ပါတယ်။အဲဒီလိုနဲ့ပဲသတင်းလောကကလည်းသူမကိုဖယ်ထုတ်ခံရပြီးတော့ talk show လောကတွေကိုသူမရောက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမကိုတားဆီးလို့မရတဲ့တဲ့ရောင်းလုံးတစ်ခုရှိလာခဲ့ပါတယ်။1984ခုနှစ်မှာတော့ Chicago မြို့ကမနက်ပိုင်း talk show ဖြစ်တဲ့ AM Chicago ကိုသူမဆက်တဲ့ကြိုက်တွေ့ခဲ့ရပါတယ်။ အရန်ကိုတိုတောင်းတဲ့အချိန်ကာလအတွင်းမှာပဲခေါင်းဆောင်မှု rating ကိုအလှစ်အမြတ်တလန်းနိုင်ခဲ့တဲ့သူမတယောက်ဖြစ်ပါတယ်။ဘာကြောင့်လဲ။သူမဟာဖြောပြသူ entertainer တယောက်ထက်ကိုယုံကြည်ရတဲ့ခင်မင်ရင်းနှီးသောမိတ်ဆွေတင်ငယ်ချင်းတယောက်လိုမျိုးစကားပြောတတ်လို့ပါ။သူမဟာလူတွေရဲ့နာကျင်မှုအားနေချက် အောင်မြင်မှု အားလုံးကိုကြောက်ရွံ့ခြင်းမရှိဘဲနဲ့ပုတ်ပုတ်လင်းလင်းတောဆူပေးခဲ့ပါတယ်လူရီယာသူမနဲ့အတူဝမ်းနဲ့ရှိမောပြီးတော့သူတို့ကိုသူတို့ကုစားနိုင်ခဲ့ကြပါတယ်1986ခုနှစ်မှာအဲဒီ show ကို The Opera Winfrey Show လို့နာမည်ပြောင်းလိုက်တဲ့အချိန်မှာတော့ကမ္ဘာမီဒီယာသမိုင်းတစ်ခုကစတင်ခဲ့ပါပြီ ဝီဒီယာဘီယင်မားနဲ့အင်ပါယာဆိုတဲ့သူမရဲ့ပါဝါအင်အားကြီးဘယ်လောက်ကြီးသလဲဆိုရင် The Oprah Winfrey Show ဟာရုပ်သံသမိုင်းမှာအပတ်စဉ်ကြီးစုစုတန်ပေါ်များစွာရှိတဲ့အောင်မြင်သော talk show တစ်ခုဖြစ်လာခဲ့ပါတယ်။သူမရဲ့ဩဇာအားလာဟာမီဒီယာလောကတွေကိုကြော်လွန်သွားခဲ့ပါတယ်။သူမရွေးချယ်လိုက်တဲ့စာအုပ်တစ်အုပ် Oprah Book Club ပါဆိုရင်လည်းချက်ချင်းဆိုသလို back seller ဖြစ်သွားခဲ့ပါတယ်။သူမစကားတစ်ခုကနိုင်ငံကြီးကျန်းမာရေးနဲ့စားသောက်မှုပုံစံအထိပါတည်ရောက်မှုရှိခဲ့ပါတယ်။ ဥပရာသူမရဲ့ကိုပိုင်ထုတ်လို့ရေးကုမ္ပဏီဟာဘူကိုတည်ထောင်ပြီးကိုပိုင်သတင်းကွန်ရဲ့ own network ထိပိုင်ဆိုင်ခဲ့ပါတယ်။ဝီဂျီအရာကမ္ဘာအချမ်းသာဆုံးမျိုးသမီးများထဲမှာတဦးဖြစ်လာခဲ့ရောမကတမိုင်းမှာလည်းရမ်မူအရှိဆုံး African American မျိုးသမီးတဦးလည်းဖြစ်လာခဲ့ပါတယ်။ Oprah Winfrey ရဲ့ဘဝသက်တေကကျွန်တော်တို့ကိုဘာတွေများပြောနေပါသလဲ။နားထောင်ကြည့်ရအောင်။ ဘဝမလှပေမဲ့မင်းရဲ့စကလုံးတွေလှပနေအဲ့ဒီစကားတွေကမင်းရဲ့ဘဝကိုပြောင်းလဲပေးနိုင်နေဆိုတာပါပဲ။ तुम ဟာ productive power power communication ကိုအသုံးပြုပြီးပြည်သက်ကိုရော तुम ကို तुम ပါချမ်းသာစေခဲ့တဲ့သူပါ။မင်းမှာ media empire မရှိရတော့မင်းရဲ့စကားတွေမင်းရဲ့အတွေ့အကြုံတွေဟာတန်ဖို့အရင်ရှိပြီးတခြားသူတွေကိုကုစားပေးနိုင်တဲ့စွမ်းအားလည်းရှိပါလေလို့ तुम ကပြောခဲ့ပါလေ။အဲ့တော့ကျွန်တော်တို့ဝေးကလေးကနေအခုအချိန်ထိဖြတ်တန်းနေတဲ့ကာလတအတွင်းမှာခက်ခဲတဲ့ဇလန်တွေအောင်မြင်မှုတွေ ဝမ်းနည်းစရာလူရင်မိုးပျော်ရွှင်မှုတွေနဲ့ပျော်လင်းချက်တွေအားလုံးအတူတူဖက်တန်ခဲ့ကြပြီးပါပြီအဲတော့ပြည်သက်ရည်နေစဉ်ဘဝခရီးမှာသင်ကန်းစာတစ်ခုခုတည်းရှိသွားခြင်းနဲ့ဆိုရင်အဲ့ဒါကတော့ခမည်းဟာကိုယ့်ဝိုင်းကပတိန်ဖြစ်တယ်ဆိုတဲ့အသိတရားပါပဲဘယ်နေရာကနေပဲပေါက်ခွာလာပါစေအတိတ်ဟာဘနောက်ပဲနိုင်ခြင်းစရာကောင်းနေပါစေကျွန်တော်တို့ခမည်းတို့ရဲ့ကိုပိုင်ဆက်လက်ကိုပြန်လဲရေးသားပိုင်ဝင်ရှိပါတယ်ဒီကဘာဘောကိုမတော်တဆရောက်လာတာမဟုတ်ပါဘူး ခင်ဗျားတို့ကျွန်တော်တို့မှာကြီးမားတဲ့ရည်ရွယ်ချက်တခုရှိပါလေအဲ့တော့အခုအချိန်ကစားပြီးဘာလို့ရမလဲတခြားလူတယောက်ဖြစ်ဖို့ကြိုးစားမနေပါနဲ့ခင်ဗျားတို့ကျွန်တော်တို့ကဘယ်သူလဲဆိုတာကိုကိုကိုတိုင်ရှာဖွေပါခင်ဗျားတို့ရဲ့အတွင်းစိတ်တကအမှန်တရားကိုနားထောင်ပါခင်ဗျားတို့သိပါတယ်ခင်ဗျားတို့နှလုံးသားကအဖြစ်ကိုသိနေရဆိုတာခင်ဗျားတို့ရဲ့အကောင်းဆုံးဘဝ real bad life ကိုရှင်းသင်လိုက်ပါအဲ့ဒီလိုရှင်းသင်လိုက်ဖို့ခင်ဗျားတို့လိုအပ်တာတွေအားလုံးကခင်ဗျားတို့လက်ထဲမှာပဲရှိပါတယ်ခင်ဗျားတို့ကိုယ်ပိုင်စိတ်ထဲမှာအပြည့်အဝရှိနေပြီးသားအရာတစ်ခုပါအဲ့တော့ ဒီအကြောင်းကိုကြီးစုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နှလုံးသားချင်းထပ်မံတွေ့ဆုံတဲ့အချိန်ထိအားလုံးကိုယူဆိုင်ကြပါလို့ခေါ်အားတွေနဲ့အတူအလားကကိုဆက်လက်နိုင်ပါစေ